မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့တော်တော်လေးစိတ်ဝင်စရာပိုကောင်းတဲ့အကြောင်းအရာတခုကိုဆွေးနွေးကြမယ်ဗျာအဲ့ဒါကဘာလဲဆိုတော့လေကုပဝင်းကျင်မှာသူတပားကိုကျွန်းကျွန်းကျင်ကျင်နဲ့လက်အစားထင်းချုပ်တက်တဲ့သူတွေအဲ့ဒီလူတွေအကြောင်းဘလို့နားလဲမလဲပြီးတော့သူတို့သုံးတဲ့နီလာနေကိုကဘလို့တတိထားမနိုင်မလဲနောက်ဆုံးကိုကိုကိုဘလို့ကာကွယ်ကြမလဲဆိုတာတွေပါပဲဟုတ်ကဲ့ရှင် ဒီကြောင်းရကိုကျမတို့နားလည်ဖို့အဓိကအားကိုမဲ့အရင်အမြင့်ကတော့ Dr. George K. Simon Jr. ရဲ့လူတော်တော်များများသိကြတဲ့ In Sheep's Clothing ဆိုတဲ့စာအုပ်ထဲကအချက်လက်တွေပါပဲ။ဒီစာအုပ်ကလေတော်တော်များများကိုသူတို့ရဲ့ဆက်ဆံရေးအခက်အခဲတွေနဲ့ပတ်သက်ပြီးတော့မြေလုံးဖွင့်ပေးနိုင်ခဲ့တယ်ဆိုပြီးတော့မှတ်ချက်ကောင်းတွေအများကြီးရထားတာတွေ့ရပါတယ်။ကောင်းပါပြီ။ဆိုတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အဓိကရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပါပဲ။ လဲစားထိမ့်ချုံမှုရဲ့နောက်ကောင်မှာရှိနေတဲ့ဖုံးခွဲထားတဲ့ရန်လိုမှုပေါ့အမ် covert aggression လို့ခေါ်တာပေါ့အဲ့ဒါကိုရှင်းရှင်းလင်းလင်းသိမြင်ဖို့ပြီးတော့ဒီလိုဖြူမှုတွေလုပ်တတ်တဲ့သူတွေရဲ့စရိုက်တဘာဝကိုနားလည်ဖို့သူတို့သုံးတဲ့ပရိယာယ်တွေကိုသတိထားမိဖို့နောက်ပြီးအဲ့ဒီပုံမှာကိုကဘလို့ထိထိရောက်ရောက်တုံ့ပြန်မလဲအင်းဒီလန်တွေကိုရှာဖို့ဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပါပဲတကယ်တော့လေလူတော်တော်များများကြုံဖူးကြမှာပါတချို့လူတွေနဲ့ဆက်ဆံလိုက်တယ်ပြီးတော့တဲ့ခါကျရင်စိတ်ထင်းမှရှုပ်ရှုပ်ထွေးထွေးချစ်ကြံခဲ့တာဒါမှမဟုတ်ငါများမားနေသလားဆိုပြီးအပြစ်ရှိသလိုခံစားရတာအဲကိုမတိလိုက်ပဲနဲ့ထင်းချုပ်ခံလိုက်ရသလိုမျိုးခံစားရတာတွေပေါ့ဒီစားကအဲ့ဒီလိုခံစားချက်တွေအရင်မြစ်ကိုနားနေအောင်ကူညီပေးပါတယ်ပြီးလို့ကိုယ့်ကိုဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့လမ်းစာလေးတွေပေးတာပေါ့ကောင်းပါပြီဒါဆိုရင်ဒီစိတ်ဝင်စားစရာကဘာတွေကိုကျွန်တော်တို့စပြီးလို့ခုံစင်းကြည့်ကြရအောင် ထမဆုံးနားလည်ရမှာကလှက်စာထင်းချုပ်ခြင်း manipulation ဆိုတာလေအဲ့ဒါကပေါ်ပေါ်တင်တင်ရံဖြတ်တာမျိုးမဟုတ်ဘူးကိုလိုချင်တာရဖို့အတားစီးရဖို့အတွက်ပြည့်ရတုံးပြီးတော့တိတ်တိတ်လေးတိုက်ခိုက်နေတာမျိုးဆိုတာပါလေဒေါက်တာဆိုင်မွန်ကဒါဘိုဖုံးကွယ်ထားသောရန်လုံးမှု covert aggression လို့တုံးလုံးထားတယ်နော်ဟုတ်ကဲ့ဒီနေရာမှာတတိထားရမယ့်အရေးကြီးတဲ့ချက်တစ်ခုရှိပါတယ် ဲ့ဒါက covert aggression ဆိုတာတက်ကြွပြီးဖုံးကွယ်ထားတဲ့ရန်လိုမှုပုံစံတစ်ခုဖြစ်တဲ့ဆိုတာပါပဲဒါက passive aggression နဲ့မတူပြန်ဘူးဟိုတုံ့ပြန်မှုကင်းမဲ့ခြင်းဖြင့်ရန်လိုမှုဆိုတာမျိုးလေ passive aggression ကတော့ပူပေါင်းမကူနေတာတို့စကားမပြောဘဲစောက်အောင်နေတာတို့စိတ်ကောက်ပြတာတို့တမင်မဲ့ပစ်လိုက်တာတို့ ਨੇ ရန်လိုစစ်ကိုပြတာမျိုး covert aggression ကတော့အလိုမဟုတ်ဘူးပိုပြီးတက်ကြွတယ်ပိုပြီးတော့လှည့်စားတဲ့နီလာနေ ဟိုပရိယာတွေတုံးပြီးတော့ကိုလိုချင်တာကိုတိုက်ရိုက်မဟုတ်ဘဲရအောင်ယူတာပါဟုတ်ကဲ့ဒီ covert aggression နဲ့ passive aggression ကွာချချင်ကိုတည်ထားဖို့ကဘာကြောင့်အရေးကြီးတာလဲခင်ဗျရန်လိုတာကတော့ရန်လိုတာပဲမဟုတ်ဘူးလားအရေးကြီးပါရဲ့ရှင်ဘာကြောင့်လဲဆိုတော့လေကျွန်တော်တို့ရဲ့တမားရိုးကြစိတ်ပညာအမြင်တွေမှာပေါ့နော်လှဲစားတတ်တဲ့သူတွေကိုအထဲမှတန်ရာရနေလို့ကြောက်နေလို့အဲလုံခြုံမှုမရှိလို့ဒီလိုလောက်ကြတာဆိုပြီးထင်မြင်တတ်ကြတယ် ဒီလိုအမြင်နှုန်းနဲ့ချင်ကပ်မိရင်ကင်တဲ့ဖီရှင်ပုံနေတာလွဲချိုသွားနိုင်တယ်လေဒေါက်တာဆိုင်းမန်ထောက်ပြတာကသူတို့ကကြောက်နေတာမဟုတ်ဘူးသူတို့လိုချင်တာရဖို့အနိုင်ရဖို့အတွက်တကယ်တမ်းမှာတိုက်ပွဲဝင်နေတာဖြစ်နိုင်တယ်ဆိုတာပါပဲဒီအမြင်ကသူတို့နဲ့ဘယ်လိုဆက်ဆက်မလဲဆိုတာကိုအခြေခံကြကြပြောင်းလဲစေနိုင်ပါလေโอ้ดากันตลอดเลยสิทธิ์ဝင်စားเสียကောင်းတယ်ရှူထောင်ပြောင်းလဲမှုပဲဆူလိုရကသူတို့ကခုခံကာကွယ်နေတာမဟုတ်ပဲတိုက်ခိုက်နေတာပေါ့ကောင်းပြီ ဒါဆိုရင်ဒီလိုဖောင်းကွယ်ပြီးတိုက်ခိုက်တတ်တဲ့သူတွေရဲ့စိတ်ရိုက်လက္ခဏာတွေကိုပို့ပြီးနားလည်အောင်ကြည့်ကြအောင်ဗျာဟုတ်ကဲ့လူတယောက်ရဲ့စိတ်ရိုက်လက္ခဏာ personality ဆိုတာကတော့လေသူကလောကကြီးနဲ့တခြားသူတွေကိုဘလို့မြင်တယ်လဲဘလို့ဆက်ဆံတယ်လဲဘလို့တုံ့ပြန်လေးရှိတယ်လဲဆိုတဲ့တော်တော်လေးတည်ငြိမ်နေတဲ့ပုံစံတစ်ခုပေါ့အကျဉ်းစာ rate character ကတော့ကိုကျင်းတရားပိုင်းတာဝန်ယူမှုအပိုင်းတွေကိုပို့ပြီးညွှန်းတာပါ စာအုပ်ထင်ပါဒီဆဲလက္ခဏာတွေကိုအကြံဖြင့်ဘလိုမျိုးခွဲခြားပြထားပါသလဲခင်ဗျာအခြေခံအားဖြင့်တော့အဆုံးနှစ်ဖက်ကိုကြည့်လို့ရပါတယ်တစ်ဖက်မှာပฏิပက္ခကိုရှောင်တက်ကြိုက် let out ခံလို့စိတ်အများသူ submissive ပေါ့နောက်တစ်ဖက်မှာတော့အနိုင်နာဖို့အတွက်အလွန်အကျဉ်းစ조사တတ်တဲ့ရန်လိုစိတ်အများသူ aggressive တွေရှိမယ်နောက်ထပ်အရေးကြီးတဲ့ခွဲခြားမှုတစ်ခုကတော့စိတ်မတည်ငြိမ်မှုများသူ neurotic နဲ့အကျဉ်းစာရိတ္တပုံမှန်သူ character disorder ဆိုပြီးရှိပါတယ် neurotic တဲ့ကအပြစ်စိတ်တို့ရှက်စိတ်တို့လွန်ကဲပြီးတော့စိုးရင်ပူပါမှုများတတ်ကြတယ်။ဒါပေမဲ့ character disorder CDO လို့အတိုကောက်ခေါ်ကြပါစို့။ CDO တွေကတော့ကိုယ်လုပ်ရအတွက်အပြစ်စိတ်နဲတယ်။ကိုကျင်တရားဖိုင်းမှာထိန်းချုပ်မှုအားနည်းတတ်ကြတာမျိုးပါ။ဟုတ်ကဲ့။ဒီအချင်းစာရိတာပုံမမှန်သူ CDO ဆိုတာကိုနည်းနည်းလေးပို့ပြီးရှင်းပြပေးပါလားခင်ဗျာ။သူတို့က neurotic တွေနဲ့ဘယ်လိုများအဓိကကွာခြားနေတာလဲ။ဒီကခွာခြားချက်ကအတွင်းစည်ရဲ့တိဆောက်ပုံပါပဲ။ စီဒီယိုတွေအတက်ကြတော့အစိုးရပူပန်မှုဆိုတာအဓိကပြဿနာမဟုတ်ဘူးသူတို့ရဲ့အတိစိတ် conscience ပေါ့နော်အဲ့ဒါကအားနေတယ်ဒါမှမဟုတ်ကောင်းကောင်းမဖွင့်ကြိုးဘူးလို့ပြောလို့ရတယ်အဲ့တော့ shit စိတ်တို့အပြစ်စိတ်တို့ခံစားရတာတင်းမရှိဘူးသူတို့လုပ်နေတဲ့မာရွင်းနဲ့အပြုအမူတွေကလည်းသူတို့ကိုယ်လိုက်အတွက်ကြတော့မှန်နေတယ်တဘာဝကြရတယ်လို့ခံစားရတယ်အပြစ်မမြင်တတ်ကြဘူးဒါကိုစိတ်ပြင်နာမှာ ego syntonic လို့ခေါ်ပါတယ်အဲဒါဆိုပြောင်းလဲဖို့လည်းတိတ်ခက်ခဲတာပေါ့ တို့ဟာမကြာခဏဆိုသလိုကိုကိုကိုအချင်းကြီးစိတ်လွန်ခဲတယ်မာနာကြီးတက်တယ်ဒါကဟောအသွင်းစိတ်မလုံခြုံတာကိုဖုံးကွယ်နေရမျိုးကြီးပဲမဟုတ်ဘူးတကယ်ကိုထင်ကြီးနေတာဖြစ်နိုင်ပါတယ်အကျိုးဆက်တွေကိုတိတ် group မဆိုင်တတ်ကြဘူးဒါကြောင့်တို့ကိုနားလည်မှုပြတာဖဲမာတာထက်ရှင်းရှင်းလင်းလင်းစီကန်းတတ်မှတ်တာတို့ထိတ်တိုက်ရင်ဆိုင်တာတို့ဖြူဖြင်းပေးတာတွေကပိုပြီးထိအောင်နိုင်တယ်လို့ဆိုပါတယ်ဆိုတော့ကသူတို့ရဲ့တွေးခေါ်ကိုပို့ရအောင်က ကျွန်တော်တို့တာမန်လူတွေ ਨੇ တော်တော်လေးကွဲပြားနေတယ်ဆိုတဲ့သဘောပေါ့အမ်သူတို့ရဲ့မာရွေးနဲ့တွေးခေါ်ပုံဥပမာတချို့လောက်များပြောပြပေးနိုင်မလားခင်ဗျာဟုတ်ကဲ့ဒေါက်တာဆိုင်မန်ကသူတို့ရဲ့လွဲမားနေတဲ့တွေးခေါ်ပုံတွေကိုဖော်ပြထားတာပါ ဥပမာကိုယ်ပဟုတ်ချူတွေးခေါ်မှု self focus thinking ပေါ့အမြဲတမ်းကိုယ့်အတွက်ပဲကြည်တာနောက်ပြီးသူတို့ဘာကို ပိုင်ဆိုင်မှုလို့သဘောထားခြင်း possessive thinking လူတွေကိုကိုယ်ပိုင်လို့အချက်ခံစားချက်ရှိတဲ့လူသားတွေလို့မမြင်ပဲ ကိုအတုံးချလို့ရတဲ့ပစ္စည်းလိုမျိုးသဘောထားတာအစွန်းရောက်သွေးခေါ်မှု extreme thinking ဆိုတာလည်းရှိသေးတယ်။ AI ကို အဖြူအမဲဒါပဲမြင်တာကြားချင်နေရှိဘူး။နောက်အရှက်ကင်းမဲ့တော့သွေးခေါ်မှု shameless thinking ကိုလူရဲ့ကဂုံတိခါကိုဘလောက်ထိခိုက်မလဲဆိုတာဂရုမစိုက်တာအဖြစ်ကင်းမဲ့တော့သွေးခေါ်မှု guiltless thinking ဆိုတာကတော့လွတ်တင်မလွတ်တင်စဉ်းစားမနေတော့ဘူး။လိုချင်တာကိုယူလိုက်တာပဲ။အဲ့လိုမျိုးတွေပါဝင်ပါတယ်။ဒီလိုသွေးခေါ်မှုတွေကပဲ သူတို့ရဲ့လဲစားတဲ့ကအပြုအမူတွေကိုဖြစ်ပေါ်စေတဲ့အခြေခံတွေပါပဲဟုတ်ကဲ့ဒါဆိုရင်ဒီလို အချင်းစာရီတပုံမမှန်မှုရှိပြီးရန်လိုတတ်တဲ့ CI grid ထဲမှာမှာကျွန်တော်တို့အဓိကပြောနေတဲ့ဖုန်းကွယ်ရန်လိုသူ covert aggressive တွေရဲ့တည်တံ့လက္ခဏာတွေကကောဘာတွေဖြစ်မလဲခင်ဗျာဟုတ်ကဲ့ဒေါက်တာဆန်းနဲ့ငါရန်လိုတဲ့စရိုက်တွေကိုအမျိုးအစားတွေခွဲပြားထားပေးမယ်ပေါ့နော် covert aggressive တွေရဲ့အဓိကထူးခြားချက်ကသူတို့တိုက်ခိုက်တဲ့နီလာမှာရှိနေတာပါ သူတို့ဟာလိုဂျင်ဒါရဖို့သူတပားပေါ်အာနာရဖို့အတွက်ပရိယဆင်ပြို့ရှိုးဝက်စွာကောက်ချစ်စွာတိုက်ခိုက်ကြတယ်အထက်ကလက္ခဏာတချို့ကိုပြောရရင်တော့နံပါတ်၁ကသူတို့ဟာဘဝကို တိုက်ပွဲတစ်ခုလိုမြင်တယ်အမြဲတမ်းအနိုင်လိုချင်တဲ့ရှုံးရမှာကိုအယံမုန်းတယ်နိကလူတွေပေါ်လွမ်းမိုးနိုင်ဖို့အာနာကို ရှိုးဝက်စွာရှာကျင်ကြတယ်တာကိုပေါ်တင်မဟုတ်ပဲတွယ်ဝိုက်တဲ့နည်းတွေနဲ့လှုပ်တာပေါ့၃ကအပေါ်ရမှာအယံရင်ကြီးပြတ်တက်တယ် ဆွဲဆောင်မှုရှိအောင်နီးတက်တယ်။လူတွေကိုဘလို့ချင်းကဲ့ရမလဲဘလို့စိတ်ချတာအထားရမလဲကောင်းကောက်တည်ရလေ။လေးကသူတို့ရဲ့အဓိကလက်နက်ကသူတစ်ပါးရဲ့အာဏာချက်ကိုရှာပြီးအုံချတာကောက်ချစ်တာအညိုအတိတ်ထတတ်တာတွေပဲ။ငားကတော့ကိုချင်းတရားအတိတ်စိတ်ချိုးရင်းနေတယ်။ဘာမှနဲ့ဘာမှအားတယ်ဆိုတာသိနိုင်မယ်မယ်။ကိုလိုချင်တာရဖို့ဆိုရင်ဒါတွေကိုလစ်လူရှုလိုက်နိုင်တယ်။ဟုတ်ကဲ့။ဥပမာအနေနဲ့စာအုပ်ထဲမှာပါတဲ့သမီးကိုအေရဖို့အတဲ့အတန်ဖျားပေးတဲ့ ဖခင်ဂျိုးဆိုရင်သူ့ရဲ့နိုင်လိုစိတ်ကအယမ်းရှင်းနေတာပဲ။သမီးရဲ့ပင်ကိုအရေချင်းတို့ပျော်ရွှင်မှုတို့ထက်သူ့ရဲ့အောင်မြင်တဲ့ဖခင်ဆိုတဲ့ပုံရိပ်ကိုပိုပြီးကရုဆိုင်နေတာ။နောက်ပြီးအလုံးမှာလူတိုင်းကိုချိုးချိုးတာတာဆက်ဆံပြပြီးတော့နှုတ်ကွယ်ကနေကြိုးကင်နေတဲ့ L ဆိုရင်အပေါ်ရန်ဆွဲဆောင်မှုရှိတဲ့လက္ခဏာကိုပြနေတာပေါ့။လူလီရဲ့ယုံကြည်မှုကိုအရင်ဆုံးရအောင်ယူတယ်ပြီးမှကို့အကျိုးအတွက်အသုံးချတာ။တိတိကျကျပါပဲ။ဒီလိုအပေါ်ရန်ဆွဲဆောင်မှုရှိရကြောင်းလဲ သူတို့ကိုအစာပိုင်းမှာတတိထားမိဖို့ခက်ခဲတဲ့တာပေါ့နော်။နောက်တစ်ချက်ကသူတို့ကိုထခြားအခြေအနေတွေနဲ့ရောထွေးမသွားဖို့အရေးကြီးတယ်။ဥပမာ passive aggressive လို့ထင်တာမျိုးတောင်းပေါ်ကိုကိုကိုအထင်ကြီးသူ narcissist လို့ထင်တာမျိုးပေါ့။သူတို့မှာအဲ့ဒီလက္ခဏာတွေလည်းသက်စစ်တပိုင်းရှိနိုင်မှာပဲ။ဒါပေမဲ့အဓိကကွဲပြားစေတဲ့ချက်ကသူတို့ရဲ့တက်ကြွပြီးဖုံးခွဲထားတဲ့လျှက်စားတတ်တဲ့ရန်လိုမှုပါပဲ။ narcissist ကကိုကိုကိုပဲအာယုံဆိုင်လွန်လို့ထခြားသူကို group မဆိုင်မိတာဖြစ်နိုင်ပြင်မယ် COVID aggressive ကတော့တမင်တကာတက်တက်ကြွကြွကိုသူတပားကိုအသုံးပြုဖို့ကြိုးစားနေတာပါရှင်မပြီသူတို့ရဲ့စိတ်ရိုက်တဘာဝနဲ့တွဲခေါ်ပုံကိုနားလေလာပြီဆိုတော့အခုသူတို့သုံးလေးရှိတဲ့လက်စားတဲ့နီးပြူဟာဒီဦးဘလို့တရီပြူမိနိုင်မလဲဆိုတော့ကိုစကြည့်ကြအောင်မယ။ဒေါက်တာဆိုင်မန်ကပြောရတာက သူတို့သုံးတဲ့အရာတွေဟာစိတ်ထိခိုက်မှုကနေကိုကိုကိုကကွယ်တယ်။ဟိုကာကွယ်မှုရန်တရား defense mechanism နဲ့မဟုတ်ဘူးတဲ့ အလာရီချက်သူတပေါက်ကိုတိုက်ခိုက်ဖို့တုံးတယ်ထိုးစစ်ဆင်တဲ့နီးဗျူဟာ offensive tactics တွေဖြစ်တယ်လို့ဆိုတာပါတယ်ဟုတ်ပါတယ်ဒီနီးဗျူဟာတွေရဲ့အဓိကရည်ရွယ်ချက်ကသူတို့ရဲ့ရန်လိုစိတ်နဲ့တာဝန်မဲ့မှုကိုဖုံးကွယ်ထားဖို့ ကိုကိုရင်ဆိုင်နေရတဲ့သူကိုခုခံကာကွယ်ရတဲ့အခြေအနေမျိုးရောက်ကောင်တွန်းပို့ဖို့ပြီးတော့အဆုံးမှာသူတို့လိုချင်တာကိုရအောင်ယူဖို့ပါပဲဒီနည်းလမ်းတွေက လူတွေရဲ့တနာကျင်နာတဲ့မှုအတိစိတ်ကြီးမှုကိုကိုကိုတန်းတဲ့ဝင်တဲ့မှုအဲ့လိုအားနည်းချက်တွေကိုအသုံးချတာဖြစ်လို့တော်တော်လေးထိရောက်တတ်ပါတယ်အဖြစ်များပြီးသတိထားတဲ့နည်းပြတာတချို့ကိုကြည့်ကြရအောင်လားကောင်းပါပြီပထမဆုံးကတော့ငင်းဆန်ခြင်း denial ဒါကတော့ရှင်းပါပဲကိုလိုခဲ့တဲ့အရာကိုလုံးဝမဟုတ်ဘူးလို့မျက်နှာပြောင်တိုက်လိန်ညာတာမျိုးပေါ့ ဥပမာစာအုပ်ထဲကလူငယ် Jeff ကအတန်းပေါ်ရဲ့အစောက်ကိုတွန်းချလိုက်ပြီးတော့ဟဲ့ငါဘာမှမလုပ်ဘူးလို့ညှင်းလိုက်တာမျိုးပေါ့ဟုတ်ကဲ့နောက်တစ်ခုကစင်ချင်းတုန်တရားပေးခြင်း rationalization ဒါကကြလောက်ကိုလုံးလိုက်ခဲ့မာယွန့်တဲ့အပြုမူကိုလက်ခံနိုင်စရာကြိုးချောင်းစီလျော်တယ်လို့ထင်ရတဲ့အကြောင်းပြချက်တစ်ခုခု ပေးပြီးဖုံးကွယ်လိုက်တာခုနကဖခင်ဂျိုးကတမိကိုဖိအားနေပေးနေတာကိုဒါကသူ့ကိုဂရုစိုက်လို့ပါကွာသူ့အနာကဲအတွက်ပါ ဆိုပြီးဆင်းချေပေးတယ်လို့မျိုးပေါ့ တကယ်တော့သူ့ရဲ့အတ္တကြီးမှုကိုဖွင့်ကွယ်ထားတာလေ guilt tripping အဖြစ်ရှိတယ်လို့ခံစားအောင်လှုပ်ချင်းကတော့ဘယ်လိုမျိုးလဲခင်ဗျဒါကတော့တော်တော်များများကြုံဘူးကြမယ်ထင်တယ်နော်ဟုတ်ပါတယ်ဒါအရန်အသုံးများပြီးအရန်လဲထျောက်တဲ့နီးပြူဟာတခုကကိုကိုရင်ဆိုင်နေရတဲ့သူရဲ့အသည့်စိတ်ကရုဏာစိတ်တာဝန်သိစိတ်တွေကိုဖိမှတ်ထားတယ်ပြီးတော့သူတို့ကိုသူတို့အပြစ်ရှိတယ်လို့တာဝန်မကျေပွန်လို့ခံစားလာအောင်လုပ်တာဥမာစာအုပ်ထက်ကအယက်သမား Bill ကသူ့ကိုထားထားတဲ့ဇနီး Janice ကို ငါ့ကိုဒီလိုဒုက္ခရောက်နေတဲ့အချိန်ဒီမျိုးမှာထားသွားရက်တယ်နော်ဆိုပြီးပြောတယ်။အဲ့လိုပြောချင်းအားဖြင့်သူမကိုအပြစ်ရှိတယ်လို့ခံစားစေပြီးပြန်လာအောင်ဆွဲဆောင်လာမျိုးပေါ့။ဟာဒါတော်တော်လေးမတမာတဲ့နီးပြန်နော်။နောက်တစ်ခုက shaming အရှက်ရအောင်လုပ်ချင်းနဲ့ဒါကဘလိုမျိုးလဲခနဲ့ shaming ကတော့တာကောကိုမလုံလော့ဘူးအတုံးမကြောက်ဘူးမကောင်းဘူးဆိုပြီးခံစားရအောင်တိုင်ငယ်တဲ့စကလုံးကြီးတယောတဲ့လေတန်နဲ့တုံးပြီးတိုက်ခိုက်တာပါ သူတို့ရဲ့ကိုကိုကိုယုံကြည်မှုကိုချိုးနှိမ်ပစ်ဖို့စ조사တာပေါ့ဥပမာခုနဂျိုးကသူ့ဇနီးမယ်ရီကိုမင်းကတော့ငါတော့တမီးတို့ပူပန်ပုံမရပါဘူးလို့တွေဝိုက်ပြီးပြောတယ်အဲ့ဒါကသူမကိုမိခင်ကောင်းတယ်ရောမဟုတ်တယ်လို့ခံစားရအောင်အဆက်ခရဲလိုက်တာမျိုးပဲနောက်တစ်ခုက playing the victim တာကောင်ဖြစ်ဟန်ဆောင်ခြင်းနဲ့ vilifying the victim တာကောင်ကိုတရားခံဖြစ်အောင်လုပ်ခြင်းဒီနှစ်ခုက စင်တလိုလိုနဲ့ဘလို့ကွာချပါတယ်လေ plain the victim ကတော့ကိုကိုကိုတနာစေလားအနိုင်ချင်းခြံရသူဒုက္ခရောက်နေသူလို့ပုံဖော်ပြီးတော့သူတပားရဲ့ကရုဏာကိုရယူတာပါခုနက bill စေးရုံမှာလဲလျောင်းပြတာမျိုးပေါ့ vilifying the victim ကပိုပြီးဆိုးတာပါကိုကရန်လိုနေရကိုဖုံးကွယ်ဖို့အတွက်ကိုကိုရင်ဆိုင်နေရရဲ့တားကွန်ကိုပဲတကယ်ပြက်တနာရှာသူတရားခံအစ်စ်ဖြစ်တဲ့အောင် ပုံဖော်ပြီးပြောဆိုတာကိုကတော့ခုခံကားခွင့်ရုံမဲ့လုံနေရလို့ဟန်ဆောက်တာပေါ့ ။ဥမာစာအုပ်ထက်ကစေကျော်တဲ့အမန်ဒါကိုသူ့အမေကအင်စာကင်းစမေးတာနဲ့မမေကသမီးကိုအမြဲပြစ်တင်နေတာပဲ။မမေသမီးကိုမုန်းလေဆိုပြီးအော်ဟစ်ပြီးအမေကိုတရားခံဖြစ်တော့လုပ်လိုက်ကြမျိုးလေ။ဟုတ်ကဲ့။ဒီနီဗျူဟာတွေကိုကြည်ရတာတကောက်လေးကိုစိရှုပ်စရာကောင်းတယ်လို့ပဲနော်။ပြောကိုကိုကိုကားခွေဖို့လေခက်ခဲနိုင်မယ်လို့ထင်မိတယ်။သူတို့ကကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေပန်ဘူးထားမှုတွေကိုတိုက်ချိုက်ပြစ်မှတ်ထားနေတာကိုတကယ်ဟုတ်ပါရဲ့ရှင်။ဒါကြောင့်မို့လို့ဒီနီဗျူဟာတွေရဲ့အဓိကပုံစံ ပန်တန်ကိုတတိတုမိဖို့ကအရန်ရေးကြီးပါတယ်။သူတို့ဟာကိုယ့်လောက်ရဲ့အတွက်ကြောင်းယူမဲ့အစာ အခြေအနေကိုလက်စားဖြစ်တယ်။ကိုယ့်ကိုယ်ရင်ဆိုင်နေရတဲ့သူကိုစိတ်ရှုပ်သွားအောင်ကိုယ့်ကိုယ်ကိုတန်တရားဝင်သွားအောင်အပြစ်ရှိတယ်လို့ခံစားအောင်တမမုံခုခံကာကွယ်ရတဲ့အခြေအနေရောက်သွားအောင်အမြင်နဲ့တွန်းပို့နေရဆိုတာပါပဲ။ဒီပန်တန်ကိုမြင်သက်သွားရင်သူတို့ပဲနီးဖြူဟာပဲတုံတုံကိုက order through ရဲ့ trick ပဲဆိုပြီးတတိထားမိနိုင်ပါပြီ။ကောင်းပါပြီ။ဒါဆိုရင်ရေကြီးဆုံးအပိုင်းကိုရောက်လာပြီဗျာ။ ဒီလိုလက်စားထင်းချုပ်တတ်တဲ့သူတွေနဲ့ကြုံလာတဲ့အခါကိုကိုကိုထိထိရောက်ရောက်ဘလို့ကောက်ွယ်နိုင်မလဲဘလို့ကိုက်တွဲဖြစ်ရှင်းနိုင်မလဲဆိုတဲ့အပိုင်းကိုစက်ကြည့်ကြအောင်ကောင်းပါပြီရှင်ဒီအပိုင်းကတကယ်ကိုအရေးကြီးပါတယ်ကိုကိုကိုကောက်ွယ်ဖို့အဓိကတော့ချက်ကတော့တိုက်ပွဲဝင်မဲ့နီလန်းကို ကိုကပြန်လဲတတ်မှတ်ဖို့ပါပဲဆိုလိုတာကသူတို့ကိုပြောင်းလဲပြစ်ဖို့ကြိုးစားတာမျိုးလို့မျိုးရှုံးနေမှာတေချာတလောက်ဖြစ်တဲ့တိုက်ပွဲတွေကိုရှောင်ရှားရပါမယ် သူတို့ရဲ့အချင်းစားရတာပုံမမှန်မှုကိုပြုပြင်ဖို့ဆိုတော့ကိုတာဝန်မဟုတ်တလို့ဖြစ်နိုင်ချေလဲအလွန်နေပါတယ်။ကို့မှာတကယ်အစွမ်းအာဏာရှိတဲ့တခုတည်းတော်နေရအဲ့ဒါကကို့ရဲ့တုံပြောင်ပုံကို့ရဲ့အပြုတ်မှုကိုပြောင်းလဲခြင်းပါပဲ။အဲ့ဒီအပေါ်မှာပဲအာယုံဆိုင်ပြီးယဉ်နှီးမြှုပ်နှံရမှာမယ်။ဟုတ်ကဲ့။ဒေါက်တာဆိုင်မန်ကကို့ရဲ့တုံပြောင်ပုံကိုပြောင်းလဲပြီးတော့ကိုကိုကိုစွမ်းအိုင်မင့်တန်ဖို့လက်တွေ့ကြတဲ့နီလန်ကောင်တချို့ကိုအကျဉ်းပြထားတယ်နော်။အဓိကချတဲ့အချက်တချို့ကိုပြောပြပြပါလိုက်ခင်ဗျာ။ဟုတ်ကဲ့။ ပထမဆုံးနဲ့အရေးကြီးဆုံးတစ်ခုပြောရရင်တော့စင်ကြေတွေကိုလုံးဝလက်မခံပါနဲ့ accept no excuses သူတို့ရဲ့မာရွဲ့နဲ့ထိခိုက်စေတဲ့အပြုအမူတွေအတွေ့ဘလို့ပဲအကြံပြချက်ပေးပေးဘလို့ပဲစင်ကြေပေးပေးလုံးဝလက်မခံပါနဲ့လူရက်ကသာအဆုံးအဖြတ်ပေးပါတယ်သူတို့ဘာလုပ်ခဲ့တယ်လဲဆိုတာကိုပဲအာရုံစိုက်ပါဟွန mm. ်းဒါနဲ့ဆက်ဆက်ပြီးတော့ not check ကလောက်ရက်ကိုမေးဆုံးဖြတ်ပါရည်ရွယ်ချက်ကိုမခံမှန်းပါနဲ့ judge actions not intentions ဆိုတာလေပါတာပေါ့နော်သူတို့စိတ်ထဲမှာပါရှိလေအင်းတကယ်တော့ကောင်းကင်လိုဖြစ်မှာပါလေဆိုပြီးကိုယ်ပါတာကိုခံမနိုင်မြင်သူတို့ရဲ့လေစားမှုတွေပါတော့နိုင်တာပဲတီးကြပါရဲ့ရှင်နောက်တစ်ခုကကိုယ်ပိုင်စီးညင်းဒီခိုင်ခိုင်မာမာသတ်မှတ်ပါ set personal limits ကိုယ်အတွက်ဘယ်ရာကလက်ခံနိုင်တယ်ဘယ်ရာကလုံးဝလက်မခံနိုင်ဘူးဆိုတာရှင်းရှင်းလင်းလင်းသိထားပါ ကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့အချိန်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုဒါတွေကိုကာကွယ်ဖို့ဘယ်ဟာတွေကိုတိခတ်မှာမဟုတ်ဘူးလဲဆိုတာကိုကိုယ်ကိုဆုံးဖြတ်ပါဒီစည်းတွေကိုကြော်လိုက်ရင်ဘယ်လိုတွန်းပြမယ်ဆိုတာကိုလည်းကြိုတင်ပြင်ဆင်ထားသင့်ပါတယ်ဟုတ်ကဲ့ဆက်သွေးပြိုးဆိုတဲ့အပိုင်းမှာတော့ဘလို့လုတ်တင်ပါသလဲခင်ဗျာသူတို့ကအမြဲရှောင်းတင်းတကြတော့လေသူတို့ကအကြောင်းအရာလွဲဖို့ဝိလေကြောင့်ပဲပြောဖို့ကြိုးစားလိုက်ရင်မူလမေကွန်းဒါမှမဟုတ်မူလတောင်းဆိုချက်စီကိုပဲပြန်သွားပါ တိကျတဲ့အဖြစ်ဒါမှမဟုတ်တုံ့ပြန်မှုရတဲ့အထိလှုံ့ဆော်ပါအကြောင်းအရာပေါ်အာယုံဆိုင်ပါသူတို့လမ်းလွဲတိုင်းလိုက်မသွားပါနဲ့နောက်တစ်ခုကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်ထင်တာကဝင်းဝင်းအခြေအနေတွေကိုရှားကြံဖို့ဆိုတဲ့အချက်ပဲဗျာရန်လိုစိတ်များပြီးအနိုင်ပဲလိုချင်နေတဲ့သူတွေနဲ့ဝင်းဝင်းဖြစ်အောင်ဘယ်လိုများလုပ်ရပါမလဲဒါကတော့နည်းနည်းလေးပရိရဲ့လိုအပ်တဲ့အပိုင်းပေါ့နော် covid aggressivity ဟာရှုံးရမှာကိုအလုံးမုံတီးကြတယ်လေ ဒါကြောင့်ကိုလိုအပ်ချက်လဲပြည့်ပါမယ်သူတို့လည်းတခုခုအနိုင်ရတယ်လို့ခံစားသွားရမယ်အခြေအနေမျိုးကိုဖန်တီးပေးနိုင်ရင်ပူပေါင်းဆောင်ရွက်မှုရဖို့အခွင့်အလမ်းပူမြောင်းလာနိုင်ပါတယ်ဥပမာစာအုပ်ထဲက Jean ကသူခင်ဘွန်း James ကိုသူ့ရဲ့အလို့မှာအကြီးအကဲဖြစ်လို့ရည်မှန်းချက်ကိုထောက်ပံ့ပေးမယ်ဒါပေမဲ့အပြန်လန်အားဖြင့်သူပါလဲမိသားစုနဲ့အခြေများတာအောင်ပေးဖို့သဘောတူရမယ်ဆိုပြီးကန့်လန့်လိုက်တာမျိုးပေါ့လေနှစ်ဖက်လုံးအတွက်အကျိုးရှိမဲ့အပေးယူတစ်ခုကိုဖန်တီးလိုက်တာပေါ့လေ Okay, နောက်ဆုံးအနေနဲ့ကုကုကိုယိုးသားဖို့ be honest with yourself ဆိုရလေအရာရေးကြည့်တယ်လို့ဆိုထားတယ်နော်ဒါကဘလို့အတိတ်ပဲမျိုးပါလေခင်ဗျာဒါကကိုယ့်ရဲ့တကယ်လိုအပ်ချက်တီးကိုယ့်ရဲ့အားနည်းချက်တီးကိုယ့်ရဲ့ခံစားချက်တီးကိုယိုးယိုးသားသားဝန်ခံဖို့ရင်ဆိုင်ဖို့ကိုဆိုလိုတာပါပဲကိုကဘာကိုတကယ်တန်ဖိုးထားတယ်လဲဘယ်အရာကကိုကိုအထီးခိုက်လွယ်စေဆုံးဖြစ်နေလဲဆိုတာကိုကိုတိုင်သိထားမှသူများကအဲ့ဓာတွေကိုလာပြီးအသုံးချတဲ့အခါကိုကိုကိုကောက်ွယ်နိုင်မှာပေါ့ ကိုခန်းစားချက်ကိုယုံကြည်ဖို့ကိုတန်ဖိုးကိုထီဖို့ကိုလိုအပ်ချက်ကိုကာကွယ်ဖို့တတ်သိရှိဖို့လိုအပ်ပါတယ်။ဟုတ်ပါတယ်။စောက်ချက်က Helen ဆိုတဲ့အမျိုးသမီးရဲ့ဇလန်ကဒီနီလန်တွေကိုလက်တွေ့ပဲလို့အတောင်းချပြီးတော့အနိုင်ကျင့်ခံရတဲ့အိမ်တော်ရဲ့ကနေယုံထွက်နိုင်ခဲ့တယ်လဲဆိုတဲ့ဥပမာကောင်းတစ်ခုပဲနော်။သူမဟာခင်မိုးရဲ့လက်စားမှုတွေအပြစ်တမှုတွေကိုတလိပြုမိလာတယ်။ကိုပိုင်စီမင်းတွေတတ်မှတ်ခဲ့တယ်။သူခင်မိုးကိုပြောင်းလဲပစ်ဖို့ကြိုးစားမယ်အစားကိုရဲ့တွံ့မြောက်မှုကိုပြောင်းလဲခဲ့တယ်။နောက်ဆုံးမှာတော့ ကိုဖွားကကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး80ယောက်လမ်းနိုင်ခဲ့တယ်။ဟုတ်ပါပဲ။ဒီကိရိယာတွေနီးလမ်းတွေကိုတုံးဖို့ဆိုတာလေ့ကျင့်မှုစိတ်ပိုင်းဖြတ်မှုနဲ့အချိန်တော့လိုအပ်ပါလိမ့်မယ်ရှင်။တညာတည်းနဲ့အလုံးပြောင်းလဲသွားမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့အရေးကြီးဆုံးကကိုယ့်ရဲ့တုံ့ပြန်မှုကိုပြောင်းလဲလိုက်ခြင်းအပြင်အဲ့ဒီဆက်ဆံရာရဲ့ dynamics ကိုတကယ်ပြောင်းလဲပစ်နိုင်တယ်။ကိုကိုကိုပြန်လဲပြီးစွမ်းအားမြင့်တင်နိုင်တယ်ဆိုရဲအတိတရားပါပဲ။ကောင်းပါပြီ။ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ပြန်ကြည့်ကြအောင်ဗျာ။ ပမချက်ကလက်စားထင်ချုပ်ခြင်းဆိုတာဟာတိမ်မွေ့ပြီးဖုံးကွယ်ထားတဲ့ရန်လိုမှု covid aggression ပုံစံတမျိုးကဲ့တယ်ဆိုတာကိုနားလည်ဖို့ဒုတိယချက်ကဒီလိုလို့တက်တဲ့သူတွေရဲ့စိတ်နဲ့သဘောထားအထူးသဖြင့်သူတို့ရဲ့အကျင့်စာရိတ်တာပုံမှန်မှန်မှုနဲ့အနိုင်လူချင်းစိတ်ကိုတရေပြူမိဖို့တတိယချက်ကသူတို့သုံးလေးရှိတဲ့ denial rationalization guilt tripping shaming လိုမျိုးလက်စားနဲ့နှီးပြောဟာတွေရဲ့ pattern ကိုမြင်တတ်ဖို့နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့သူတို့ကိုပြောင်းလဲဖို့ထူစားမဲ့အစား ကိုယ့်ရဲ့တွန့်ပြန်ပုံကိုပြောင်းလဲခြင်းအဖြစ်ကိုယ့်ကိုကာကွယ်ပြီးဆွမ်းနာမြင့်တင်ဖို့ပါပဲဥပမာစင်ချီတွေကိုလက်မခံတာစီကန်တတ်မှတ်တာတိုက်ရိုက်ပြောဆိုတာမျိုးတွေပေါ့ဟုတ်ကဲ့ဒေါက်တာဆိုင်မန်ကအစားအုပ်ဆုံးမှာစဉ်းစားစရာချက်တခုကိုထောက်ပြသွားပါသေးတယ်သူကကျမတို့ရဲ့ပုံမပြီးရော်ရဲလာရဲ့ကိုချင်းတယောက်ဇန်နုံးနေအရင်လိုတင်းတင်းချစ်ချစ်မရှိတော့တဲ့လူဖွဲ့စည်းပုံစံတွေမှာပေါ့နော်ဒီလိုအချစ်စာရိုက်တာပုံမမှမှုတွေပို့ပြီးအဖြစ်များလာနိုင်တယ် ဒါကပုံမှန်ကိုချင်းတရားစောင့်ထင်းတဲ့လူဖွဲ့စည်းဝင်တွေအပေါ်မှာဝင်ထုတ်ဝင်ပိုးပို့ဖြစ်လာစေနိုင်တယ်လို့သုံးသပ်ထားတယ်။ဒါကကျမတို့ရဲ့မျက်မှောက်ခဲ့လူမှုဆက်ဆံရေးတွေလူဖွဲ့စည်းရဲ့တည်ငြိမ်မှုတွေအပေါ်မှာဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာကိုစက်ပြီးစဉ်းစားကြရချက်တစ်ခုပါပဲ။ဟုတ်ကဲ့။ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့ကြတဲ့အသိပညာတွေရှုထောင့်အသစ်တွေဟာကျွန်တော်တို့ရဲ့ရှုပ်ထွေးတဲ့လူမှုဆက်ဆံရေးလောကကြီးထဲမှာပုံမှုရှင်းလင်းပြတ်သားစွာမြင်နိုင်ဖို့လမ်းကြောင်းရှာနိုင်ဖို့နဲ့ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့အတွက် အသုံးဝင်တဲ့ကေယာတစ်ခုဖြစ်မြောက်ပါစေလို့မျှော်လင့်မိပါတယ်ခင်ဗျာနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ